အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ season ကနေပြီးတော့ပြန်လေပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီနေရာကနေကျွန်တော်စုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်အဲလက်ရှိမှာဒါကျွန်တော်တို့အချူရင်ခုံတံပေါ့ဗျာတင်းငွေနေ့ညကျွန်တော်ည7:00နာရီတို့မှာကံမဲ့ပွဲစဉ်ကိုကျွန်တော်အချူရင်ခုံတံအဲ့တော့ဒါကျွန်တော်ဒီတစ်ခါတော့ကျွန်တော်တို့ဖုန်းနဲ့မရိုက်တော့ဘူးဒါ osmo လေးနဲ့ခင်ဗျားတို့တည်တည်ချာချာရိုက်ပြီခင်ဗျားတို့တည်တည်ချာချာပြောအောင်အဲ့တော့ အမှန်တမ်းပြောမယ်ဆိုဒီပွဲရဲ့ hype ကတော်တော်လေးကိုဒါထင်ထားတဲ့ပုံမြင်တယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့လက်ရှိမှာအကန်နဲ့နှစ်သင်းနေဖို့ပဲနဲ့တဖက်အသင်းကဘဲကပါဒီနေ့ပွဲစဉ်ကိုစောင့်ကြည့်နေမယ်လို့ပြောလို့ရတယ်ဥပမာလက်ရှိမှာဒီနေ့ပွဲစဉ်ရလက်က Arsenal တွေ့လဲတော်တော်လေးကိုအရေးပါမယ်လို့ပြောလို့ရတယ်အဲ့တော့လက်ရှိမှာတော့ဒါကျွန်တော်တို့ပြောချင်တာကအပေါ်ကအသင်းနဲ့အမှတ်ကတ်ဖို့အရေးကနှစ်သင်းလုံးအတွက်အရေးကြီးတယ်နှစ်သင်းလုံးရမှတ်ကလက်ရှိမှာဒါတေချာပြန်စဉ်းစားကြည့်မယ်အမှတ်တရသိတော့မကွာဘူး Arsenal တို့ကဒီနေ့ပွဲစဉ်မှာရှင်းတယ်အဆင့်နှစ်ကကောင်ရှုံးဝင်တော့သူအနေနဲ့ပူကြိုက်တယ်ဒါပေမဲ့ Arsenal တို့ကဘာသိလား တရေကြလေသူကပူကြလေပဲဒီနေ့ပွဲစဉ်မှာ City အသင်းနဲ့ Liverpool ပွဲစဉ်ကတရေတရေမှတ်တ်မှတ်ရမယ်ဆိုရင် City က20ဖြစ်သွားမယ် Liverpool က16မှတ်ဖြစ်သွားမယ်အကိတ် Arsenal အသင်းကရှေ့ပွဲက Arsenal ကူတာ9သွားခဲ့မယ်ဆိုရင်28မှတ်နဲ့10မှတ်လောက်ထိဖြတ်သွားနိုင်မယ်ဒီကျွန်တော်တို့သွားနိုင်မယ်နေသားမှရှိရယ် Arsenal လက်ရှိမှာ Arsenal ကလည်း Arsenal အသင်းနဲ့တွေ့မှာဖြစ်တဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ Top 4ကအသင်းတွေကအဲ့တော့လက်ရှိမှာဗျာပြောချင်တာရှေ့ရှေ့လေးဘောဘောကလည်း Aston Villa အသင်းနဲ့တွေ့နေတယ် စပါကလည်း United နဲ့တွေ့နေတယ်။ Chelsea ဒီနေ့မှတော့ကျွန်တော်တို့ Chelsea က Wolves တွေ့နေတယ်။လက်ချက်အောင်းတမအချောင်းဆုံးက Chelsea ကြီး။အဲ့တော့နောက်ဆုံးအပြားဒါခုနကပြော Chelsea နိုင်ခဲ့မယ်ဆိုရင်တော့မှ City တင်းတေးတမတ်နဲ့တွေ့ပဲသွားကြမှာ။အဲ့တော့ပြင်းနေရှင်းနေ။လက်ရှိမှာဒီနေ့ကဒါကျွန်တော်တို့ဒီတစ်ပတ်က Arsenal အတွက်ဒါ International Break မတိုင်ခင်မှာအမှတ်တီကိုဒါကျွန်တော်တို့ခွာတော့နေရနေမှာရှိတယ်။အဲ့တော့ရှင်းပါတယ်။ Arsenal တို့ကဒီနေ့ပွဲစဉ်ကရှင်းတယ်။သူတို့နေတေးတမတ်ရယုံနေတယ်။ဒါကျွန်တော်တို့တို့ကဒါတော်တော်လေးကိုမိုက်နေပြီလို့ပြောလို့ရတယ်။အဲ့တော့ လက်ရှိမှာ CD အသင်းဘက်ကိုပြောအောင် CD အသင်းနဲ့အခုလက်ရှိခြေစွမ်းနေရအင်မတန်မှဒုတက်လာတယ်။ကစားသမားတိုင်းကလုံတိုင်းဖြစ်နေတာဖြစ်တယ်။ဒီကြားထဲမှာဒါခြေချိုးတာဆိုလို့ Aston Villa နဲ့ပွဲစဉ်တစ်ပွဲကလွန်ရင်တော့ CD အသင်းရဲ့ဒါကြောင့် momentum ကအင်မတန်မှကောင်းနေတာတွေ့ရမယ်။ဒီနေရာမှာဒါကျွန်တော်စိတ်ဝင်စားဖို့ကောင်းတာက CD အသင်းရဲ့လက်ရှိလက်ထောင်နီးပြဖြစ်တဲ့ Pep Blinders ကသူ့ရဲ့အသင်းဟောင်းဒါကျွန်တော် Liverpool အသင်းနဲ့ပြန်တွေ့ရမယ်။အဲ့တော့ Liverpool အသင်းကိုသူစေးသူပြန်ကြွေးဖို့တော့ကြိုးစားမှာ။ Blinders ကလက်ရှိမှာဒါကျွန်တော် Blinders ရဲ့အငွေသက်တွေဒါအုပ်လျှောက်ဒါ CD အသင်းမှာအများကြီးအများကြီးတွေ့လာခဲ့ရတယ်။ကျွန်တော်ဒီနေရာမှာ tactical ရဲ့ပြော မှမဟုတ်ပဲဒါကျွန်တော်ဒီနှစ်မှာ serial အသင်းဒါကျွန်တော်တို့ဝယ်ယူတဲ့ကစားသမားတွေလည်းမှန်ကန်လို့ရှိခဲ့ပေမဲ့ဒီနေ့မှာဒါခက်အက်ဒီတာလက်ထောင်နီးပြားနှစ်ယောက်ကလည်းမှန်ကန်လို့ကျွန်တော်အနေနဲ့မြင်တယ်တဖြည်းဖြည်းနဲ့ဒါကျွန်တော်လက်ရှိမှာ serial အသင်းရဲ့ဒါအငွေ့သက်တွေမှာဒါ Colo Torre နဲ့ Pep Linders ရဲ့အငွေ့သက်တွေကိုတော်တော်လေးကိုတွေးလာခဲ့တယ် Guardiola ကိုယ်တိုင်ကလည်းခေါင်းမာခြင်းကို short ချပြီးတော့ဒီသူ့ရဲ့လက်ထောင်နီးပြားနှစ်ယောက်ရဲ့ influence တွေကိုသူ့နဲ့မြေတောင်မြောက်ပြီးတော့တွေ့ရမယ်ဒီတိုင်းဆိုဒါကျွန်တော် Guardiola အားအောင်မှာလက်ရှိနေတာ Linders ကို Colo Torre ရောတချိန်ကျရင်လည်းနီးပြားကောင်းနေဖြစ်နိုင်ဖို့အတွက်ဒါဒါပေမဲ့ နှစ်ယောက်လုံးကအရမ်းမိုက်တယ်တယောက်ကခံစစ်ကိုဒါကိုလိုလက်ရှိမှာပြန်ကြည့်အောင်စီးသင်းရဲ့ခံစစ်ဘက်ကဒီနောက်ဘက်မှာဒါကျွန်တော်တို့လက်ရှိတော်တော်လေး improve ဖြစ်လာတယ်ခံစစ်ပိုင်းတန်းဒီမှာကြည့်မယ်ဆိုဒါမလွန်ကျွန်ရှိတဲ့ချင်းကိုတို့နေရှောင်ပြီးတော့ overlap တွေကိုဆွတ်ဆက်ပြီးအဲ့တော့ကျွန်တော်တို့ technical ရောမှာ overlap တွေကိုဒါဆွတ်ဆက်မလုပ်တော့ဘူး ဒါပေမဲ့ counter transition တွေမှာ pad line တာဆီအငွေတက်ဒီကိုခမပြီးကောအမလည်းရှိမှာ Arsenal နဲ့ဒါကျွန်တော်တို့ CD နဲ့တွေ့တဲ့ပွဲစဉ်မှာ Haaland ပြေးသွားတဲ့ဘောလုံးဆိုတိတိတတကြီးကိုတွေ့ရတယ်။အဲ့ဒီပွဲစဉ်မှာဆိုဒါကျွန်တော်တို့ pad blinders ကိုကိုလိုတိုရီရောနှစ်ယောက်လုံးရဲ့အငွေတက်ကိုတပွဲတည်းမှာတွေ့ရတဲ့ပွဲစဉ်လို့ပြောလို့ရတယ်။တစ်ဖက်ကဒါကျွန်တော် Liverpool တင် Liverpool တင်ကလက်ရှိမှာ movement တန်လေးကတော်တော်လေးကိုဒါတိုင်ပတ်နေတယ်။ Premier League မှာ၄ပွဲဆက်လား၅ပွဲဆက်လားမသိရှုံးထားခဲ့တယ်။ပြီးရင်တော့ကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်နောက်ဆုံးပြန်အဲ့တော့နှစ်သင်းလုံးကဒါကျွန်တော်တို့ဂျားထဲမှာဒါကျွန်တော်တို့ ကိုဒီကိုဒီရလက်တွေဒါကျွန်တော်တို့ရှိခဲ့ပေမဲ့ဒီသင်းကတော့လက်ရှိမှာ on paper မှာ fine ဖြစ်နေတယ်လို့ပြောလို့ရတယ်။ဒါပေမဲ့ Liverpool တိဘက်ကပြန်ကြည့်ငါတို့ဒီလောက်ထိရှုံးထားတာမှာအဆင့်3မှာအခက်မသိဒီနေ့ပွဲစဉ်နိုင်အဆင့်1တောင်ရအောင်မယ်ဆိုတဲ့ momentum တကူကိုပြန်လည်ပြီးကင်ဖို့တဲ့ Liverpool ရဲ့ mentality မှာအရေးကြီးတယ်။ခိုင်းဆိုဒီနှစ်သင်းကဒါကျွန်တော်လက်ရှိဒါဒီနောက်ပိုင်းတဲ့ဒီမှာပေါ့နော် City နဲ့ Liverpool တွေ့ပြီဆိုရင်ဒါကျွန်တော် title challenge နေနေတယ်ပဲအမြဲတမ်းတွေ့နေတဲ့အနေထားမှာရှိပေမဲ့ဒီတစ်ခါတော့နည်းနည်းလေးပူပြီးကွဲပြားတယ်။ဒီတစ်ယောက်ကဒီခေါက်ကဒါခုနကဂုံတိတ်ခါပိုင်းဆိုင်ရာအတွက်ဒီနေ့ပွဲစဉ်မှာနှစ်သင်းလုံးဝတိုက်ပွဲဝင်သွားမယ်။ဒါပေမဲ့ City သင်းရဲ့လက်ရှိဒါခံစစ်ကောင်းမှုမှုက ကဒါကျွန်တော်အသိပေါ်ဘလောက်ဒီ impact ရှိမလဲဆိုစောင့်ကြည့်ဖို့အတွက်အင်မတန်မှကောင်းတယ်။စီးသည့်နေခုလက်ရှိမှာဒါကျွန်တော်တို့ခံစစ်အကောင်းဆုံးအသိနဲ့တသင်းဖြစ်လာခဲ့တယ်။ဒါကျွန်တော်ဒီလောက်ပြောဒုတိယဒါခံစစ်အကောင်းဆုံးအသိလို့ပြောလို့ရတယ်။ Arsenal 3ဂိုးပေးထားပြီးတာအများပြီးရင်တော့ဒါ Tottenham Hotspur နဲ့ဒါကျွန်တော်တို့လက်ရှိ Sunderland တို့မှာဒါခံစစ်အကောင်းဆုံးအသိလို့သိရတယ်မှာပါ။အဲ့တော့ခံစစ်ကောင်းတဲ့အသိနဲ့လက်ရှိမှာဒါကျွန်တော် Liverpool အသိကတော့ဒါကျွန်တော်တို့ဒီနှစ်မှာခံစစ်ရတော်တော်လေးအားနေတယ်။ဒါမဲ့ကျွန်တော်ဒီနှစ်ပွဲမှာပိုဆိုးနေတာရှိတာက ်တက်ရှိလီဗာပူးရဲ့ဒါကျွန်တော်တို့အားနေနေတဲ့ခံစားကြောင်းနဲ့ဒါဆောင်ရမ်းတက်နေတဲ့ဒါကျွန်တော်တို့အမ်အဲလင်ဟာဒန်နဲ့အဲ့ဒီဥစ္စာကဒီနေ့မှဒါကျွန်တော်တော်တော်လေးကိုစီလီဗာပူးအတွက်စိုးရိမ်စရာကိစ္စတခုရှိမှလို့မြင်ဒီနေ့ပွဲစမှာအာလီစလော့အနေနဲ့ risk ယူမယ်ဆိုရင်တော့မှခံစားပိုင်းရ risk ကိုတိတ်မယူသင့်တဲ့ပွဲစဉ်လို့မြင်တယ်။ဒီနေ့ပွဲစဉ်မှာကျွန်တော် personal အမြင်မှာဆိုဒီနေ့ပွဲစဉ်မှာ Liverpool အသင်းနဲ့ခံစားပိုင်းမှာလုံးဝကို lockdown ကိုချတင်တယ်။ပြီးတော့ခုနကပြောသူတို့ရဲ့လက်ရှိဒါကြောင့်ကစားသမားတိုက်စစ်ကစားသမားလင့်ပြဒါပေမဲ့ စာလားကိုလည်းကျွန်တော်ဒီနေရာမှာပြောချင်တာပါလေအဲ့တော့ဒီခုနကပေါ့လော့ကဒေါင်းချတဲ့နဲ့ခံစစ်ကိုပါဆက်ပြီးပြောအောင်လော့ကဒေါင်းချတဲ့နဲ့ခံစစ်ကိုမှစာလားနဲ့ကောင်တာထရန်ဇီရှင်တွေပြန်သွားမယ်ဒါပေမဲ့ဒီအကြောင်းကိုဒါ line desk ကကောင်းကောင်းသိပြီးသားသူနဲ့ဒီနေ့ပေါ်တော့မှစာလားကိုသူထိန်းချုပ်ဖို့အကောင်းဆုံးသူကြိုးစားမယ်ပွဲစဉ်ပဲအဲ့တော့စာလားဆိုတဲ့ဘဲကလည်း CD လိုအသေးမျိုးကိုပဲ go သွင်းနေတဲ့သဘောမှရှိတယ် CD နဲ့တွေ့ပြီးဆိုတဲ့စာလားကဘလောက်ပဲခြေစွမ်းအောင်နေနေအမြဲတမ်း go မြူတာပြီးမှစွန်ဟောင်းမင်းလိုပဲခေါင်းဆွန်ဟောင်းမင်းဒါနှစ်တိုင်းဘလောက်ထိခြေစွမ်းကြည့်တဲ့ CD နဲ့ပွဲစဉ်မှာသူ့ရဲ့ performance ကအမြဲတမ်း peak ဖြစ်နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်တိုးပေမဲ့တော့ညာလေဒီနေ့ပွဲစဉ်မှာလက်ရှိမှာ Liverpool ဘူးအတင်းကြောက်လာခဲ့ပြီးတော့ဆာလာရဲ့ဒီနှစ်ကဒါကျွန်တော်ခြေစွမ်းအားဖြင့်အားနည်းဆုံးနှစ်တစ်နှစ်မှဆိုရင်ဟောဘယ်လိုမျိုးဒါကျွန်တော်တို့စီတီအတင်းကိုလုတ်သွားမယ်စီတီနဲ့ပတ်သက်ပြီးတော့ဒီနေ့ပွဲစဉ်မှာလေဘဘူးတင်းကောဘယ်လိုမျိုးဒါကျွန်တော်တို့ဆာဆာဆာလာတို့အုပ်စုဘယ်လိုမျိုးလဲအဲ့တော့ဒီနေ့ပွဲစဉ်မှာကြည့်မယ်ဆိုရင်တော့ဒါနှစ်သင်းလုံးကတော့သူ့ရဲ့ကိုစီကိုစီရွယ်ချက်ပဲနှစ်သင်းလုံးရဲ့ရွယ်ချက်ကတော့ရှင်းတယ်အပေါ်ကအာစနိုအတင်းနဲ့အမှတ်မပြတ်ဘူးကြီးဒါပေမဲ့အောင်တိုင်းသူကတော့တယောက်ပဲရှိမယ်ဟုတ်တယ်ဟုတ်အောင်တိုင်းသူနှစ်ယောက်မရှိဘူး အဲ့တော့ဒီနေ့ပွဲစဉ်မှာတရေကြရင်ဘယ်အသင်းဘက်မှအကျိုးမရှိဘူးအကျိုးရှိသွားမယ့်အသင်းကအာစနယ်ဖြစ်သွားမယ်ရှရှလေးအဲ့တော့ဒီနေ့ပွဲစဉ်မှာတရေကြလို့ကအောက်ကအသင်းတွေကလုံးဝချောင်းမြောင်းပြီးစောင့်နေမဲ့သဘောမှရှိတယ်။လက်ရှိမှာဒါစနလန်ကတော့ဒါပွဲကြတဲ့ပွဲစဖီးယာအဲ့တော့ဘုံမောက်ကလက်ရှိမှာဒါအောင်းနဲ့မှအဲ့ကြားထဲမှာအချောင်းလို့ပြောတယ်။ဒါပေမဲ့ तू ကလည်း Aston Villa အသင်းနဲ့ညီဆိုင်မှာစပါးလည်းလက်ရှိမှာ United အသင်းနဲ့တွေ့ဖို့ရှိတယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်အောက်ကအသင်းတွေအမှောက်တိဘလောက်အမှတ်တိဘလောက်ကတ်လဲဆိုတာအစ်စ်ရှစ်က United ကဒီကဲစပါးကိုသာနိုင်သွားငယ်မယ်အစ်စ်နှစ်တီတက်လို့ရတဲ့အခြေအနေတခုတခုသွားနေတာမှရှိတယ်။ အဲ့လောက်ထိကိုအမှတ်ကတ်တယ်အဲ့တော့ပြောချင်တာရှင်းရှင်းလေးလက်ရှိမှာဒါအဆင့်30ကအသင်းနဲ့ဒါကျွန်တော်တို့လက်ရှိမှာအပေါ်ကအသင်းနဲ့တိုတယ်၄မှတ်ပဲကွာတယ်ပရီးမီးယားလိရဲ့အားပြိုင်မှုကဘယ်လောက်ထိပြင်းထန်လဲဆိုတာဒါပဲကျွန်တော်တို့ဒါယာလီစာမှာအသင်းကြီးတွေပတ်စံတွေဆွတ်ဆက်ပြီးတုံးပြတဲ့အချိန်မှာအသင်းကြီးနဲ့အသင်းလက်တွေနဲ့အရန်ကွာတော့မှာပဲဆိုကျွန်တော်စကားတွေအများကြီးပြောခဲ့ပြီးမယ်တကယ်တော့နေလားငါသားဟိဆိုရဲဆိုအသင်းလက်တွေကလက်ရှိမှာဒါကြောင့်ဥမာဆိုရင်ဒီနှစ်မှာဆန္ဒလန်ဆိုလက်ရှိအဆင့်၄နေရာမှာရောက်နေတယ်အဆင့်၄နေရာဒီနှစ်ပွဲစဉ်မှာဗျာဆန္ဒလန်ကလက်ရှိမှာ အာစနယ်ကိုနိုင်တော့ပဲထား23ပတ်နဲ့ဒါကျွန်တော်တို့လက်ရှိမှာအဆင့်နှစ်နေရာတော့တတ်လန်းသွားနိုင်တယ်ဒီမှာပါတယ်အဲ့တော့ပြောချင်တာကဗျအကုန်လုံးမှာသူတို့ရဲ့ balance နဲ့သူတို့ကသူတို့အကုန်လုံးကသွားပြီးသားပဲဘာဒီဘလူဖြစ်မယ်ဆိုတော့ဒီနေ့ပွဲစဉ်က balance အရာဒါဆက်ပြီးသွားမယ်အဲ့တော့ခုနပြောခဲ့တဲ့လူပဲအဓိကဒီနေ့ပွဲစဉ်မှာတေးတမက်ရလို့ဘယ်အသင်းတော်မှစောက်ကျိုးမရှိဘူး Arsenal တင်းတက်ကလွှဲပေါ့အဲ့တော့ Arsenal တင်းရဲ့ပြိတ္တရရဲ့ဒီနေ့ပုံစံမှာတေးတမက်ရဖို့တော့တေးဖြစ်ဖို့တော့အကုန်လုံးကတော့ကြည်နေကြမှာပဲဒီနေ့ပုံစံမှာ City နဲ့ Liverpool ဘယ်တိကတော့တေးရဆော့ကျင်မှာလောက်တော့မှာဒီနေ့ပုံစံမှာ City ကို Liverpool ကိုနိုင်ကျင်ကြမှာပဲ ဒီနေ့ပေါ်မှာဘယ်အသင်းကနိုင်လူစိတ်ပူပြင်းထန်မလဲဆိုတော့စောင့်ကြည့်ရမယ်ပြီးတော့ City ရဲ့အိမ်ခွင့် head to head ဒီမှာပြန်ကြည့်မယ်ဆိုရင်တော့ City နဲ့ Liverpool ရဲ့အိမ်ခွင့်မှာဒါ City အိမ်ခွင့်မှာဒါကျွန်တော်လက်ရှိပုတ်ပူလောလောမှာ Liverpool အသင်းက2-0ဆိုတဲ့ရလဒ်နိုင်ဟားခဲ့တယ်ဒီနောက်ဆုံးပြိုင်ပွဲဆို5ပွဲမှာဒါကျွန်တော်တေးပွဲတွေတော့နည်းနည်းလေးများနေတယ်တေးပွဲ2ပွဲဒါကျွန်တော် Liverpool က2ပွဲနိုင်ထားတယ်ဒါ City က2ပွဲနိုင်ထားတယ်ပေါ့နော်အဲ့တော့ City နောက်ဆုံးနိုင်ထားခဲ့တော့လွန်ခဲ့တဲ့နှစ်နှစ်ကဖြစ်ပြီးအဲ့နောက်ပိုင်းမှာ City အသင်းက Liverpool ကတပွဲမှမနိုင်တော့ဘူးမနစ်ကဒါကျွန်တော် Liverpool အသင်းဒါကျွန်တော်တို့တကယ်ကိုခေါင်းထောင်နေတဲ့အချိန်မှာဆို Liverpool အသင်းကဒါကျွန်တော်အိမ်ခွင့်ကအဝေးခွင့်ကနှစ် ျော်လုံးဂိုးမရှိပေကိုနေကိုပေကိုမရှိနေနိုင်ခဲ့တာကိုတွေ့ရမှာအဲ့တော့ဒီကတော့စီးရီးသင်းနဲ့ဒါကိုဘာဘယ်လိုမျိုးပြောအဲ့တော့မနစ်ကစီးရီးသင်းကတိုက်စစ်ပိုင်းရတယ်တော်တော်လေးကိုယူရွေးမှုတွေရှိတယ်ခန့်စစ်ပိုင်းရလည်းယူရွေးမှုတွေရှိတယ်ကွင်းလက်ပိုင်းအဲ့တော့လက်ရှိမှာစီးရီးသင်းရဲ့ကွင်းလက်ပိုင်း trio ကတော်တော်လေးကိုပြန်ပြီးတော့ fitting မြန်ဖြစ်လာခဲ့ပြီ ဒါကျွန်တော်ဖူးတယ်လက်ရှိမှာဒါကျွန်တော်တို့ဒီ debate ရဲ့အကောင်းဆုံးဒါကျွန်တော် champion ကစားသမားပါရသွားတဲ့အနေထားမှာရှိတယ်ပြီးရင်ဒါကျွန်တော်တို့ rinders လက်ရှိမှာခြေစွမ်းပြပြီးတော့ nugo gonzales တစ်ဖက်ကတော့ liverpool တင်းကသူတို့ရဲ့ကွင်းလယ်ပိုင်းသူတို့ refigure ပြန်လုပ်နေတယ်ဒါကျွန်တော်လက်ရှိမှာသူတို့ဒါမနစ်ကတုံးခဲ့တဲ့ကွင်းလယ်ကိုဒါနောက်ပိုင်းပြန်ပြန်ပြီးတုံးနေတော့တွေ့ရမယ် champion league ပွဲစဉ်မှာလည်းဒါကြောင့်မို့နိုင်ခဲ့လို့ဒါ premier league ပွဲစဉ်မှာဒီကွင်းလယ်ကြောင့်ပြန်ပြီးနိုင်ခဲ့တာတွေ့ရမယ်လက်ရှိမှာ arsenal ရဲ့ဒါကျွန်တော်တို့ set up မှုတွေကဒီနေ့ city နဲ့ပွဲစဉ်မှာဘယ်လိုမျိုး set up မှုတွေဆက်လက်ပြီးတွေ့ရမယ်ဒီနေ့ပွဲစဉ်မှာကြားနဲ့ဆင်လေပြင်းမှာတွေ့ရတယ်ဆိုတာဒါကျွန်တော်လက်ရှိမှာဒါကျွန်တော်ရွှေကတော့ ုံးနှစ်ကောင်ဒါဘယ်ကရုံးပူပြောင်းနိုင်မလဲဆိုတာကိုတော့ဒါပို့ပြီးတော့ကြည့်ရမယ်ပွဲစဉ်တပွဲလို့ပြောလို့ရတယ်မှာပါအဲ့တော့ဒီနေ့ပွဲစဉ်ကရှင်းပါတယ်နှစ်ကောင်နဲ့ကတကောင်နိုင်မှဖြစ်မဲ့ပွဲစဉ်ဖြစ်ပြီးတော့တေချာလို့ကရှင်းပါတယ်ကျွန်တော်အောက်ကကောင်တွေရောအဖော်ကကောင်တွေရောအကုန်လုံးဒါပြောမဲ့ပွဲစဉ်တပွဲဖြစ်သွားအဲ့တော့ဒီနေ့ပွဲစဉ်မှာနှစ်သင်းလုံးအတွက်ကဒီနေ့ပွဲမှာသုံးသပ်ကပူရေးကြည့်တယ်တမတ်ကဘလို့နီးနေမှာအတိတ်ပဲမရှိတဲ့ပွဲစဉ်လို့ပြောရင်းနေပင်ကျွန်တော်ကိုတော့ကွန်ပြူပါအောင်ဗျအားလုံးမကြည့်ဒီမှာဒီပွဲစဉ်ကဒါကျွန်တော်မြန်မာစန်တော်ချင်းဒါကျွန်တော်တို့အဲတင်းဝင်ညာ7နှစ်ဒိုးမှာဒါကျွန်တော် အာကျွန်တော်တို့ CD ရဲ့ကွင်းအတဟက်မှာကန်သွားဖြစ်ပါတယ်။ International break မတိုင်ခင်ကန်သွားတဲ့ပုံစံမျိုး Impact မှာလည်းစိတ်ဝင်စားဖို့ကောင်းပြီလို့ပြောရင်းနဲ့ပဲကျွန်တော်တော့ကြံပြပါအောင်။ဘလို့ပွဲကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV42 မှာကျင်းလို့ဆန်ပေါအောင်ကူညီလို့ရပါတယ်။မြန်မာလည်းကလပ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလပ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးမကြူတူပါနဲ့ကောင်းမွန်တော့ဒီနေ့ဖြစ်ပါစုမုံကောင်းတောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AAC တူကြတာပေါ့။ဒီပေါ်ပါဗျအားလုံးမကြူတူပါနဲ့ကျွန်တော်တော့ကြံပြပါအောင်။